ချမ်းသာကြွယ်ဝလိုသားသမီးတွေကိုမြန်မာပြည်ကအကြောင်းတွေမှာမကြပဲနိုင်ငံခြားမှသားပညာသင်ကြားဆီဖို့ဆီလူခဲ့ကြတဲ့နိုင်ငံကျော်မျိုးပညာရှင်ခေါဦးတချို့ရင်သေးလေးတွေကမြန်မာနိုင်ငံမှာတင်ကျောင်းတက်ဖို့ကိုတော့ခက်ခဲပင်ပန်းစွာနဲ့နေထိုင်ခဲ့ရပေမဲ့တချို့သူတွေကတော့နိုင်ငံခြားမှစင်တန်မြေစွာကျောင်းတက်ပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နေကြပါပြီ။ ်ကျဲဝပြီးတော့ထားစရာမရှိအောင်မြပြလွနာကြောင်းကိုရတာသမင်းတွေကိုမြမပြည်အားចောင်းတွေမှာမကြပဲနိုင်ငံတကာចောင်းတွေကိုပို့ဆောင်ပေးခဲ့ကြတဲ့အချိန်မှာထိတ်တန့်ဥပညာရှင်ကြီးတွေလည်းပါဝင်ပါတယ်ရှင်ရင်သွေးလေးတွေကိုမြမပြည်မှာចောင်းမထားခြင်းလို့နိုင်ငံခြားကိုပညာတော်တင်ဆိတ်လုခဲ့တဲ့ဥပညာရှင်မိသမီးတွေအကြောင်းကိုတင်ဆက်ပေးသွားကြပါမယ်နမတ်ငါဆုမြတ်နနော မျိုးနဲ့ယူနယ်အမှုပြညာရှင်တွေကိုလုကိုက်ခဲ့ပြီးတော့အရင်လေချမ်းသာကြွားတာကြောင့်တာလီကိုနိုင်ငံခြားမှာကြောင်းချပြီးခဲ့ရင်တမကကိုရိုင်းလေလိုက်ပါဆောက်ရှောက်ပြနေရကတော့ထိတ်တန့်မင်းသမီးကြီးစုမျက်နှာပါရှင်မင်းသမီးကြီးစုမျက်နှာကနှစ်ယောက်မရှိနိုင်တဲ့တာလီကိုနိုင်ငံခြားမှာပညာသင်ပေးပြီးဂရိုင်းကလည်းအိမ်တော်တည်တည်ထောင်ပြီးတော့နိုင်ငံခြားကိုပြောင်းရွှေ့နေထိုင်သွားခဲ့ပါတယ် အမှုပြအလုပ်တွေကိုဆွလွန်ပြီးတော့သားလေးဘွားနောင်ရဲအတွက်ရွေးချယ်ခဲ့တာကိုလောကနောင်တမရဘူးလို့ဆိုပါရယ်လက်ရှိမှာတော့အမှုပြအလုပ်တွေမလုပ်ရင်တော့ဇီဝိုင်းလုပ်ငန်းတွေနဲ့အရင်အောင်မြင်နေပြီဖြစ်လို့နိုင်ငံသားမှလည်းဒေါ်လာသိန်းပေါင်များစွာသမိုးရှင်ရဲ့အိမ်တွေကားတွေဝယ်ပြီးတော့အစံတမ်းမြင့်မြင့်နေထိုင်နေပါပြီနမတ်လေးနနာလိုက်အရင်လဲလာတလို့အရင်လဲထက်မြဲပြီးတော့အရင်လဲချစ်ခင်ရတဲ့မြမအချမ်းသာဆုံးစင်ဝင်တတိကတော်လေးဖြစ်တဲ့မင်းတမင်းချင်းနနာလိုင်းကလေတမင်းလေးတွေကိုနိုင်ငံသားမှာပညာတော်အတင်းလွှတ်ဆောင်ခဲ့ပါပြီ။ ။ချက်စရာကောင်းတဲ့တမင်လေး၃ယောက်ကိုမွေးထားပြီးအဆင်မချပြီးမဲ့လဲဘဝရှိရတဲ့နိုင်ငံခြားကိုလုခဲ့ရတယ်လို့ဆိုပါရယ်။ပထမဆုံးအနေနဲ့တမင်အကြီးလေးကို စင်ကာပူနိုင်ငံမှာအရင်နမေကြီးရဲ့အကြောင်းကြီးမှာပညာသင်ကြားဖို့အတွက်ပို့ဆောင်ပေးခဲ့ပြီးအစောပိုင်းကတော့တမင်ကြီးကိုသူများနိုင်ငံမှာနေထိုင်တက်စီဖို့အတွက်နန္နာလိုက်တို့စနေမောင်နဲ့နေရာကိုရိုင်းလိုက်ပါပြီးတော့နေထိုင်ပေးခဲ့ပါရယ်။ အခုတော့တမင်ကြီးတယောက်တည်းနိုင်ငံခြားမှာကြောင်တက်နေပြီဖြစ်ပြီးနောက်ပိုင်းမှာတမင်ငယ်လေးနှစ်ယောက်ကိုပါသူတို့ဝတ္တနာပါတဲ့ပညာရက်တွေကိုပါတင် जा နိုင်ဖို့အတွက်နိုင်ငံတကာမှာပညာတော်တင်ပို့ဆောင်ပေးသွားရမှာဖြစ်ပါတယ်။နံပါတ်3လွင်မိုးမြမထိတ်တန်တရုတ်ဆောင်လွင်မိုးကတော့တမလီနှစ်ယောက်တည်းအမွေထားပြီးမဲ့ကလေးတွေရဲ့ဘဝရှိရဲ့အတွက်နိုင်ငံခြားဆွဆွဆဆပညာတော်တင်ပို့ဆောင်ပေးခဲ့ပါတယ်။ပထမဆုံးအနေနဲ့တမင်ကြီးယွန်းဝတီလွင်မိုးကို အမေရိကကိုပို့ဆောင်ပြီးတော့ပညာသင်ကြားခိုင်းခဲ့တာပါနောက်ထပ်တမင်းငယ်လေးကိုလည်းနိုင်ငံခြားမှာကျောင်းသက်ဖို့ပို့ဆောင်ပေးခဲ့တာဖြစ်ပြီးထက်မြက်တဲ့ဖခင်တယောက်ပြပြအဝေးကနေပဲတမင်းလေးတွေကိုစုံမသင်ကြားပေးခဲ့ပါတယ်လက်ရှိမှာတော့တမင်းကြီးကနိုင်ငံမှာပညာများစွာတင်ယူပြီးဖခင်လိုအောင်မြင်တဲ့အမှုပြရှင်ကြီးဖြစ်အောင်မြန်မာနိုင်ငံကိုပြလာပြီးတော့ကြိုးစားနေပါပြီနမနဲ့ဒရင်ဒရာဖို့ မြန်မာနိုင်ငံမှာထိတ်တန့်ဆိုတော့တရားစမ်းမိသမီးကြီးထရင်ဒရာဘူအားလေအရန်ချမ်းသာလွန်းတာကြောင့်တယောက်တည်းရှိတဲ့တန်းငယ်လေးကိုနိုင်ငံခြားမှပညာသင်ကြဖို့အတွက်ပို့ဆောင်ပေးခဲ့ရပါမခွဲနိုင်ဘူးဆိုပေမဲ့လေတာလီရဲ့ဘဝရှိရတဲ့နိုင်ငံတကာတက္ကသိုလ်ကိုပို့ဆောင်ပေးရတဲ့အကြောင်းကိုလည်းဝန်ထဲစွာပြောပြပေးခဲ့ပါတယ်အခုတော့တာလီယာလေနိုင်ငံသားတက္ကသိုလ်ကြီးမှပျော်ရွှင်စွာနဲ့ပညာသင်ကြားနေပြီးတော့ဒရင်ဒရာဘိုကလည်းမကြာခဏတွားသွေးပြီးတော့အဆင်ပြေနေကြပါရဲ့ရှင်။နံပါတ်1အင်ဒရာဂျော်စင် အနုပြလူတွေကိုရနာထားပေမဲ့ကိုဗိုင်းရပ်စ်ဝါလူတွေနဲ့ချန်သာနေတဲ့အင်ဒရာကျော်စရာလေး နိုင်ငံခြားမှအကြောင်းတက်ဖို့ရွေးချယ်ခဲ့ရပါဗီဒီယိုလပိုင်းကပဲသူမရဲ့တမင်ကြီးပြည်တွဒရာဂွန်နိုင်ငံခြားမှပညာသင်ကြားဖို့အတွက် grant လိုက်ပို့ပေးခဲ့ပါတယ်တမင်ကြီးဟာအရန်ချော်ပြီးတော့ကျေးဇူးအကောင်းမြင်မဲ့အနုပြလုပ်တွေမလို့ချင်တဲ့အတွက်ကြောင့်လေနိုင်ငံခြားမှပညာသင်ကြားဖို့အတွက်ရွေးချယ်ခဲ့ရဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လေးပရိသတ်တွေတဲ့အစီအစဉ်စာပေးရာကြောင့်ဒီနေ့တို့ပြန်လာကြအောင်ပါဖြစ်လို့အတိတ်တော်ပရိသတ်တင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါင်းလောင်းလေးကလေးနှိထားပေးကြပါဦးရှင်အဆုံးထိအားပေးကြည့်ရှု ှုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။